ဆိုင်းဆရာကြီးမြတ်တန်တင်ဘာသာပြန်ဆိုထားသောလွမ်းမောကဲရသော တက္ကသိုလ်ညီညများခြေစံသည်အတန်းထဲတွင်စတော်သူတယောက်မဟုတ်တို့တိုင်အောင်သူအဆင့်သည်တက္ကသိုလ်သို့ဝင်နိုင်လောက်ယုံတော့ရှိသည်သူကရော သူ့အဖေကပါအထက်တန်းချောင်းအောင်လျင်ရဲတက္ကသိုလ်သို့သွားခြင်းသည်ရဲတက္ကသိုလ်သို့သွားခြင်းသည်အကြောင်းမှာပညာရေးကြောင့်လည်းပါသည်ကိုကြီးကူရာကြောင့်လည်းပါသည်ရဲတက္ကသိုလ်ကျောင်းထွက်သည်၃မျိုးဆက်မင်းဆိုးရာစာဖြစ်သည် လူကြီးလူကောင်းသူခမိန်နဲ့အားကစားသမားတို့ပေါင်းဆက်ထားသည့်ပစ္စည်းဖြစ်သည်ဂျေဆန်ကိုရိုင်းလဲထိုသို့သောတက္ကသိုလ်မျိုးတို့တွားရန်မွေးလာသူနှင့်တူသည်ဒုတန်အောင်မေလာ၁၂ရက်နေ့မနက်တွင်စားရိုင်းမှရောက်လာသောစိုက်ကို ကြည့်ရသည်မှာမတင်ငါစရာကောင်းနေသည်စိုက်ကပော့ပော့ကလေးစိုက်ထဲတွင်ပါသည့်စာသည်ခတ်တူတူစားစောင်ဖြစ်ရမည်ဆွေးဖို့တော့ကောင်းသည်ရေးတက္ကသိုလ်က သူ့ဝင်ခွင့်လျှောက်လာကိုပယ်ချလိုက်လိမ့်ပြီ။ကျောင်းတွင်သူ့လောက်စာမတော်ယုံမျှမကသူ့လိုပင်မျိုးချသွေးပါသည့်တိုနီကိုကျောင်းဝင်ခွင့်ပြုလိုက်သည့်အခါတွင်သူတို့ဝမ်းနည်းမှုသည်ဒေါသဖြစ်သို့ပြောင်းသွားသည်။ဂျေဆန်ဟိဖေသည်တခါကရေးတက်သူကျောင်းထွက်ဖြစ်ခဲ့သည့်ကျောင်းအုပ်ကြီးနှင့်ချက်ချင်းသွားတွေ့သည်။ဆရာကြီးများတက္ကသိုလ်ကတိုနီကိုတော့လက်ခံပြီးတော့ကျွန်တော်တော့ဘာဖြစ်လို့ပယ်ချလိုက်တာလဲ။ဆရာကြီးရှင်းပြပေးပါ။ ။သပင်တွေဖြူနေသည့်ဆရာကြီးကစေးတံကိုဖွာရင်းရှင်းပြသည်။ဒိုနီတို့အဖေတွေဖိုးတွေဟာရေးတက်ကတော့ကြောင်းထွက်သေးဗျ။သူတို့မှာအစင်လာရှိတယ်။အဲ့ဒီချက်ကတော်တော်စကားပြောတယ်ဗျ။အေးလေအစင်လာဆွဲလန်းကတိတ်ကြည့်တာ哦။ဒါတော့ဟုတ်ပါပြီခင်ဗျာ။ဟုတ်ပါပြီ။ဟိုဒါပဲမဲ့ဗျာ။ဂျေဆန်လိုလူကြီးလူကောင်တယောက်အားကစားသမားတယောက်ဟာဘာဖြစ်လို့ ော်ပါတော့ဖေဖေရဲ့မပြောပါနဲ့တော့နော်ဟုဂျေဆန်ကတားသည်တို့ရရင်အဖေကမရက်ဒီတော့ဒီလိုကလေးမျိုးကိုဆရာကြီးတို့ကြောင်းကဘာဖြစ်လို့မလိုချင်တယ်လဲဆိုတာတော့သိပြစီဗျာဆရာကြီးဒီကလထိုင်နောက်မီကိုမိသည်ဒီမှာမစ္စတာဂီဘတ်ကျွန်တော်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှာဘာအာဏာမှရှိတာမဟုတ်ဘူးဘာမှသိရတာလည်းမဟုတ်ပါဘူးအေးဒါပေမဲ့ကျွန်တော်သိတာတခုတော့ရှိရဲ့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကလူကြီးတွေကအတန်းတိုင်းမှာအချိုးစားညီညီဝင်ခွင့်ပေးကျင်တယ်လေဗျာခမ ्या အချိုးစားညီညီဟုတ်လားอืมဟုတ်တယ်ဘယ်ဒီသားကចောင်းသားဘလောက်လက်ခံမယ်ဆိုတာရဲ့ဒီထဲမှာចောင်းသားဟောင်းတွေရဲ့သားသမီးတွေကိုဦးစားပေးရမယ်ဆိုတာရဲ့အမ်ပြီးတော့အထက်တန်းနဲ့အောက်တန်းចောင်းကလာတဲ့ចောင်းသားဦးရေကိုမျှပေးရမယ်ဆိုတာရဲ့ပြီးတော့ဂီတသမား အားကစားသမားဘလောက်ပါရမယ်ဆိုတာရဲ့အဖေဒီကြောင်းကြီးစကားကိုရေးမိလိုက်သည်ထို့ကြောင့်တက်နိုင်သမျှဟန်ဆောင်လျက်ကဆရာကြီးခင်ဗျာကျွန်တော်ရှင်းရှင်းပဲပြောပါအဲ့ဒီချက်တွေပြင်ဘာသာရေးနောက်ခံရာဇဝင်တို့ဘာလို့လဲပါတယ်မဟုတ်လားဆရာကြီးကလေးကလေးဖြစ်음ဆိုပါတော့လေကျွန်တော်တက္ကသိုလ်မှာ ကျောင်းသားဦးရေဘယ်၍ဘယ်မျှသာလက်ခံရမယ်ဆိုတဲ့သတ်မှတ်ချက်တော့မရှိပါဘူး။အေးဒါပေမဲ့ယေဝဒီကျောင်းသားဦးရေဘလောက်လက်ခံရမယ်ဆိုတာကိုတော့ကန့်သက်ထားတယ်ဗျ။ဟာဒါတော့တရားဥပဒေနဲ့မှမညီတာခင်ဗျာ။ဒီလိုတော့လည်းမဟုတ်ပါဘူး။ယေဝဒီကကျွန်တော်တို့တိုင်းပြည်မှာလူရည်ရဲ့နှစ်ရာခိုင်နှုန်းလောက်ပဲရှိရပါပဲ။အချိုးစားတိုင်းဆိုရင်ကျွန်တော်တို့ကလေးစားလောင်ပို့ပြီးလက်ခံထားတာပါဗျာ။ ဖေမင်းင်းတော့ဆရာကြီးသည်သူ့ကျောင်းတွင်ရေဝတီကျောင်းသားဦးရဲ့ယာနုံမီများလက်ခံသည်ကိုကောင်းကောင်းသိသည်သူ့အဖေထံမှဒေါသမုန်နှိုင်းကြီးတိုက်လာတော့မည်ကိုခြေစံသိသည်ထုံမုန်နှိုင်းကြီးကိုသူရှောင်သည်ကျွန်တော်ကိုမလို့ခြင်းနဲ့ကျောင်းတစ်ကျောင်းတော့ကျွန်တော်လည်းမသွားချင်ပါဘူးဖေအားသူတို့ရေးတက်ကတူကလက်မခံလဲမနေုံပဲပေါ့ခြေစံသည်ကျောင်းဆရာကြီးဘက်သို့လှည့်ကားကျွန်တော်ခွင့်လို့ပါဆရာကြီးဟုပြော၏ ကိစ္စမရှိပါဘူးကွာဒီလိုခံစားရမယ်ဆိုတော့ငါနားလဲပါတယ်တစ်ဖက်ကနေကြည့်တော့လည်းကောင်းပါတယ်တကယ်တော့မင်းနောက်ထပ်ယူရမယ်ကြောင်းဟာအလွန်ကောင်းတဲ့ကြောင်းပါတချို့ကတော့ Harvard တက္ကသိုလ်ကတို့တိုင်းပြည်မှာအကောင်းဆုံးတက္ကသိုလ်လို့တော့ယူဆကြသေးတာပဲစာ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  ီယိုဒိုလင်ဘရော့စ်သူသည်အပြင်ကျောင်းသားဖြစ်သည်အချို့သောမိဘများမှာငွေကြေးအခက်အခဲကြောင့်သားသမီးများကိုကျောင်းဆောင်သို့ပို့ရမထားနိုင်ကြထို့ကြောင့်သူတို့သည်နေကျောင်းသားဖြစ်ဟာဗတ်တက္ကသိုလ်သို့လာ၍တက်ကြရသည်ညနေကျောင်းဆင်းသည်နှင့်ဘတ်စကားဖြစ်ဖြစ်စေမြောက်ရထားဖြစ်ဖြစ်စေအိမ်သို့ပြန်ကြရသည် သူသည်ထို့သို့သောကျောင်းသားတယောက်ရည်စရာတော့ကောင်းသည်သီယိုဒိုလင်ဘရော့စ်သည်တက္ကသိုလ်ပရဟိုနဲမှာ ဝေးဖွားလာခဲ့သူဖြစ်သည်သူ့အဖေဆိုဂရီတီသည်1939ခုနှစ်များတဝိုက်တွင်ဂရိမအမေရိကန်ပြည်ထောင်စုသို့ရောက်လာခဲ့ပြီးဝိုင်ဒင်းနာတက်ကတော်ဗီဒကတ်တိုက်ကြီးမြောက်ဖက်ရှိမဆာချူးဆက်ရိတ်သာလမ်းမပေါ်တွင်ဖွင့်ထားသည့်မာရသွန်ပျော်ပွဲဆိုင်ုံပိုင်ရှင်ဖြစ်သည် သူ့အဖေပျော်ပွဲဆိုင်ုံပိုင်ရှင်သည်သူ့ဆိုင်အကြောင်းကိုအမြဲကြွားလေရှိသည်သူ့ဆိုင်သည်အဘိဓမ္မာဆရာများသောမကယူဘဗေဒဓာရုဗေဒစေပညာနှင့်ဘောဂဗေဒတို့တွင် လူပဲစုရသူများလာရောက်စုဝေးရာဟု သူအမြဲပြောသည်သူများမကသူ့ဇနီးတဲ့လှုပ်သည့်ရှောက်ရီစိန်တိုးကလေးသားခင်သည်အကောင်းဆုံးဟုဆိုကြသည်သူသားကြီးသီယိုဒိုသည်ဟာဗတ်တက္ကသိုလ်ဝင်းထဲတွင်ရှိသည့်ကိန်းဗရစ်အထက်တန်းကျောင်းနှင့်လက်တင်ကျောင်းသို့တက်နေသူဖြစ်သည်လင်ဖရိုစီမိဘများသည်တက္ကသိုလ်မှဆရာများပညာရှင်များကို လေးစားကြည်ညိုရင်းရှိသည့်အလျောက်သူတို့သားငယ်သည်လည်း ဟာဗတ်တက္ကသိုလ်ကိုသွားကျင်ဒီမှာတဘာဝကြသည်အသက်16နှစ်ရောက်သည့်အခါတွင်အယက်မြင့်မြင့်အသားညွန်ညွန်နှင့်တီယိုဒိုကို သူ့အဖေက အချိန်ပြည့်စပွဲတော်အဖြစ်တာဝန်ပေးလိုက်ဤတွင်တီယိုဒိုသည် တက္ကသိုလ်မှပညာရှိသူကမိန်များနှင့်ပို၍နီးနီးကပ်ကပ်ဆက်ဆံလာခဲ့ရသည်သူကမိန်တွေက သူ့ကိုအေးတီယိုနှုတ်ဆက်လျင်ပင်တီယိုဒိုပီတီဖြစ်နေလေပြီ။ဘာကြောင့်သူထို့သို့ပီတီဖြစ်ရသည်ကို သူစဉ်းစားမရ။ စားစရာပုဂံများကလေးတစ်ချက်ကိုကင်လိုက်တီကအစဟာဗတ်တက္ကသိုလ်ကဆရာအများကြီးဟန်ပန်သည်ဘာကြောင့်ဆွဲမဲ့ဆရာကောင်းနေရပါလဲတညနေတွင် အဖြေကို သူတွေ့ဟာဗတ်တက္ကသိုလ်ဆရာကြီးဟန်သည်ယုံကြည်မှုအပြည့်ရှိသည်ဟန်တက္ကဗေဒအကြောင်းကို ပြောနေစင်မှာဖြစ်စေဆရာတစ်တယောက်၏ဇနီးအကြောင်းကိုချီးမွမ်းပြောနေကြစင်မှာဖြစ်စေသူတို့၏ကိုယ့်ကိုယုံကြည်မှုသည် ရောင်ချီတစ်ခုလိုအနည်းတဝိုက်တွင် ဖြာထွက်နေသည်ဟု ထင်ရသည် ဘာမျှမရေရာသည့်နိုင်ငံသားတယောက်၏သားဖြစ်သောသီယိုဒိုသည်ကိုကိုကိုစောင့်စည်းတတ်သော ဟာဖက်တက်ကူဆရာတို့၏အရေးအချင်းကိုသဘောကျသည် သူတို့၏ဉာဏ်အမျိုးအမြင်ကိုအထင်ကြီးသည်သူတို့ကိုကြည့်ပြီးသူဘဝပန်းတိုင်တစ်ခုကို သူရှာတွေ့သည်သူသည်သူတို့လိုပညာတတ်သူကမိန်တယောက်ဖြစ်ရမည်ဟာဖက်တက်ကူကြောင်းထွက်တယောက်မျှသာမက ဟာဖက်တက်ကူပေါမောက်ခတယောက်ဖြစ်ရမည်သူမျှော်မှန်းချက်ကိုအဖေကလည်းသဘောကျသည် ညစာဓမင်းဝိုင်းတွင် အဖေကသူ့သားကြီးသီအိုတို့၏အလားအလာတို့ကိုပြောပြသည့်အခါတွင်ရေကိုမွန်နှမများဖြစ်သည့်ဒက်ဖနီနှင့်အလက်ဇန်ဒါတို့မျက်နှာမကောင်းဘာဖြစ်လို့များအကိုကိုအဲ့လောက်ထိအထင်ကြီးနေတာလဲမသိပါဘူးဗျာဟုညီငယ်အလက်ဇန်ဒါကမနာလိုဝင်တိုတန်းဖြစ်ပြောသည်ဒါကတော့ तू ကတော်တာကိုကငါသားသမီးတွေထဲမှာတီယိုကမှလင်ဘရော့စ်ဖြစ်မဲ့ကောင်းကွာဟုအဖေကပြုံးပြီးပြောသည် ဖေသည်လင်ဘရုစ်ဟူသော စကလုံး၏နှစ်ခွအတိတ်ဘယ်ကိုတုံးပြလိုက်ရသဖြင့်ခြေနဲ့နေပုံရသည်လင်ဘရုစ်သည်သူတို့အမျိုး၏အမည်ဖြစ်ပြီးဂရိဘာသာစကားတွင် တောက်ပသောဟူသောအတိတ်ဘယ်လည်းထွက်သည်ပရက်စကော့လမ်ဘတ်သို့မျက်နှာမူနေသောသီအိုရို၏အခန်းကလေးမှမျှော်ကြည့်လိုက်သည်လျင်ဂိုင်းနီယာကန်ကွာတွင်မိအောင်တွေပြိုးပြက်နေသောဟာဖတ်တက္ကသိုလ်ဝင်းကြီးကိုမြင်ရ၏ဘာမှမဝေးတကယ့်အနီးကလေး တခါလေစိတ်ပျက်သည့်အခါများတွင်သီအိုတို့သည်ထိုမိရောက်များကိုငေးကြည့်ကစူးစားလိုက်စမ်းပါကွာဟာဖက်ဟာငါနဲ့နီးနီးကလေးပါဟုသူကသူအားပေးသည်သူသည်ဂရိဒနာရီထဲတွင် ပါသည့်အိုရီစီယပ်စ်လိုဖီစီလီယာချွန်နီလိုင်းဘိုးထန်သောပင်လေကြီးထဲတွင်ကူးခတ်နေသူဖြစ်သည်သူရှေလျားလာသောဘဝတိုက်ပွဲတွင် သူ့ပန်းနိုင်ကိုမြင်နေရပြီဒနာရီစိတ်ကူးများဖြစ်သီအိုတို့သည် ကျွန်းကလေးပေါ်တွင် သူ့ကိုစောင့်နေသည့်အဖြူစင်ကိုအိမ်မက်မချီသည်ကျွန်းဘကနော်စီကာမင်းသမီးလို ရွှေရောင်စပင်တွင်နေအဖြူစင်တူတီယိုတို့ဟာဗတ်တက်ကတော့အိမ်မက်ကိုရက်ကလစ်သမီးပြူများကလည်းသဘောကျကြသည်တို့ဖြစ်အင်္ဂလိပ်စာဂုံတူးတန်းအတွက်ဟိုမိုင်း OSC ကိုသူဖတ်၍အခန်းကျောက်တွင် ပါသောပင်လယ်ကမ်းခြေပေါ်တွင် လာတင်နေသော အမျိုးကောင်းသားကိုနော်စီကာမင်းသမီးကချစ်ခင်ဆုံးမဲ့သွားကန်းကိုဖျက်ရသည့်အခါ တကယ်ဒီလာများကျွန်းတာတို့သူရောက်သွားလင်ရေလေထိုတိုင်းပင်ကြိုးဆိုကြလိမ့်မည်ဟု သူမျှော်မှန်းခဲ့သည်သူရရင်တီယိုတို့သည်အင်္ဂလိပ်စာတွင်အောင်မက်လောက်ကသာရခဲ့သည်အတန်းထဲတွင် အမက်အများကြီးမရသည့်တိုင်အမက်ကတော့အမြဲတမ်းကောင်းသည်ထို့ကြောင့်အမက်အားလုံးပေါင်းလျင်ဟာဗတ်တက္ကသိုလ်ကိုတော့ဝင်ခွင့်ရလိမ့်မည်ဟု သူမျှော်လင့်သည်တီယိုတို့သည် အတန်းထဲတွင်အဆင့်ခွင့်မှအောင်သည်တဲမြအမက်ထက်တာယုံကလေးသာရှိသည် ဟာဗတ်တက္ကသိုလ်သည်အလွန်ထူးချွန်သူများကလက်ခံလေးရှိရာယခုသူက ပြင်းများထက်တာယုံကလေးသာရှိသည်အမှန်အားဖြင့်လည်းသီယိုတို့သည် စပွဲတို့လုပ်ရင်းစားကြရသူဖြစ်သည်ဖြစ်စားအတွက်ကောင်းကောင်းအချိန်မပေးနိုင်ထို့ကြောင့်မျောလင်းချက်သိမ့်မထားရင်အဖေကိုပြောရသည်သူရတွင်အဖေအားမလျှော့သူပျော်ပွဲစားရုံတွင်လာကြသည့်ပုံကိုကြီးများ၏ထောက်ခံချက်သည်ထိရောက်လိမ့်မည်ဟု သူထင်သည်ထီလဲထိရောက်ပါ၏ ်သီအိုဒိုကိုဟာဖက်တက္ကသိုလ်ကလက်ခံလိုက်သည်စတိုင်ပင်တို့ဘာလို့တော့မရအိမ်မပင်ချောင်းတက်ရမည်ဟာဖက်တက္ကသိုလ်ချောင်းတော်သားဘဝကို စာသင်ခန်းထဲလောက်မှသာတွေ့နိုင်မည်ကြံအချိန်များတွင်မူသူ့ချောင်းလာကဒေါ်လာ600အတွက်ပျော်ပွဲစားရုံတွင်စပွဲတို့ဖြစ်ဆက်လောက်ရအောင်မည်သူရရင်သီအိုဒိုစိတ်မပြတ်ပါမိမိသည်အိုလံပစ်တောင်ချီရင်တို့ရောက်နေပြီမဟုတ်လားတောင်ထေးရောက်အောင်တက်ဖို့သာလိုတော့ဒီမဟုတ်လားသီအိုဒိုသည် အမေရိကန်အိမ်မက်ကိုယုံသူဖြစ်သည်အရာတစ်ခုကိုကိုကလိုချင်တောင်းတပြီးစိတ်ရောကိုပါစူးစမ်းအားထုတ်သည်ဆိုလျှင်အောင်မြင်ရမည်ဆိုသည့်အမေရိကန်တို့၏စိတ်ထားကို သူယုံကြည်သည်ဟာဗတ်တက္ကသိုလ်ကို သူရောက်ချင်သည် ထို့ကြောင့် try မျိုးကြီးကိုတိမ့်နိုင်အောင်အားထုတ်သောအာခီလီအားထုတ်မှုမျိုးဖြစ်သူစူးစမ်းသည်ထို့အာခီလီသည်အဖေးဆိုင်တွင်ညာတိုင်းစပွဲထိုးနေမဖြစ်